လမ်းကြောင်းဒီနေ့ညကမိုးတဆိုင်စိတ်ရွာနေတယ် highway လမ်းမပေါ်မှာတော့ကားမီးရောင်ခက်ကြဲကြဲကိုပဲ အဖော်လွတ်နေရတယ်ကားစရာက ကွမ်းတမြုံမြုံဝါးရင်ကိုမိုးရဲ့တခြင်းကိုလိုက်ညီနေတယ်ကားအနောက်ခန်းမှာကိုရဲ့ junior designer ကောင်းလေးကအိတ်ရင်းလိုက်ပါလာတယ်အမှန်ဆိုကိုလည်းအိတ်ချင်နေပါပြီကားစရာကသွားရမယ့် site ကိုရောက်တာနဲ့သူ့တာဝန်ကပြီးပြီကားစစ်စေးရဲ့လပ်ပီးတာနဲ့ 8ချင်ရဲ့8ဒါမှမဟုတ်စိုင်းထိုင်ချင်ထိုင်မော့ကိုရီကတော့ site ရောက်တာနဲ့ပျက်စီးရိချအင်ရှင်နဲ့ညီနိုင် စာပေတိုင်းစသဖြင့်ပေါ့လေပေါအဖွဲနဲ့အင်ယာညီလေးကိုလိုအပ်တာမှာထားခဲ့ပြီးရန်ကုန်ပြန်ဆင်းဖို့လို့တော့လူက အတော်ပြိုင်းနေပြီကားပေါ်အိတ်ရင်လိုက်ပါလာခြင်းပေမဲ့ကားစရာကို အားနာလို့မအိမ့်မိအောင်အတော်စူးစမ်းနေရတယ်အိတ်ချင်ပြေကွမ်းတရာယူစားမိတာမှ နှစ်ဆေးတွေနဲ့မို့မူးနောနောပိုဖြစ်သွားရတယ်။မိုးကတော့ခက်စိမ့်စိမ့်ပဲ။တမျိုးတော့ကောင်းပါတယ်။အဲကောမဖြစ်ထားရတော့စီစားတတတာပေါ့။ထို့အချိန်မှာ အရှိမရက်ထားတဲ့အိမ်စည်းကားတစ်စီးနဲ့အတူလူတယောက်ကားလန်းတားနေတာကိုမြင်လိုက်ရလဲ။ဒါကြောင့်ကားเสียရလဲကားကိုရက်လိုက်တယ်။အရှိန်နဲ့မို့ထိုနေရာနဲ့အနှဲငယ်လောကြော်တော့တယ်။ကားတားသူကလည်းခလေးတယောက်ကြည့်ရင်ကားရက်တဲ့နေရာထိပြေးလာလိုက်လာတယ်။ ဘာဖြစ်တာလဲထိုကားလန်တာသူကိုမေးလိုက်တယ်ရန်ကုန်ပြန်စင်းမမလားကျွန်ကျွန်ကျွန်တော်တို့ဒါအဖကားချုံလိုက်ချစ်လို့ပါဟင်အခုခမားကားကဘာဖြစ်လို့လဲလို့ပါ အေးလာတွေထားပါဗျာကျွန်တော်ဂျီကားကိုဆက်မမောင်းရတော့ဘူးထိုလူကထိတ်လန့်နေလဲပုံစံနဲ့အာကိုတစီအကူနီတောင်းလာတယ်ကားစရာလဲကိုကိုလမ်းကြည့်လာလဲကူညီရမလားဆိုတဲ့သဘောတခုခုဆို ကိုကိုခေါင်းတည်ကျင်တာမျိုး ရန်ကုန်ရောက်ဖို့လဲတိတ်မင့်မှလဲမလို့တော့တာပဲကုညိလိုက်ပေါ်နောက်ခန်းလဲကျဲသေးတာပဲကိုစကားဆုံးတာနဲ့ထိုလူကသူ့ကလေးနဲ့အတူကားပေါ်ကိုခတ်တုတ်တုတ်ဝင်ထိုင်လိုက်ပြီးမောင်းမောင်းပါတော့ဗျာအလောတကြီးစကားဆိုတယ်ကားဆရာလေးဘာမှမကြောက်တော့ပဲကားကိုထိုးနေရကခတ်မြန်မြန်စိတ်ညိုပြီးထွက်လာခဲလိုက်တော့တယ်ခနာမှတော့ကိုလဲနောက်လဲပြီးမင်းမိတယ်ပြောပါအောင်ဗျာကားကဘာဖြစ်တာလဲ ကိုစကားကြောင့်ထိုလူကခန္ဓာကိုယ်ကိုတက်မှတ်ထိုင်ရင် အနှဲငယ်အလောက်ကြပြီးသွားတဲ့ပုံစံနဲ့တောင်တွင်းကြီးကရောက်ခမဆုံးလို့နာရက်ကြီးဆော့သွားတာပါခလေးအမေကတော့ရက်လဲပြီးတဲ့အထိဟိုမှာပဲနေကြံရစ်ခဲ့တိုင်းတားဖနှစ်ယောက်ပဲပြန်လာခဲ့ကြတာအရိကပြန်မှာတားငယ်ကအပေါ်သွားချင်လဲဆိုလို့လမ်းဘေးကားခဏရက်ပြီးအပေါ်သွားခိုင်းလိုက်လို့တော့ပြောတယ်ဗျာကျွန်တော်လဲအမှုမဲ့ပါပဲ။ ဒါနဲ့ပုံမှန်ပဲဆက်မမောင်းလာခဲ့လိုက်တာအရင်နောက်ပိုင်းကားပေါ်မှာအနံ့ဆိုအတခုကိုစပြီးရလာတော့လာပဲအကိုရဖျားဟုတ်တယ်အကိုရကားကတိတ်ကြကြတောင်မမောင်းလိုက်ရသေးဘူးကားစီယာတိုင်ကိုတယောက်ယောက်ကအတင်းဆွေးနေတယ်လို့ခရခတ်နေတော့တာပိုဆိုးတာကအဲ့ဒီအချိန်မှာကျွန်တော်ဘေးမှာရှိနေတဲ့တားငယ်စီကအလန်တကားထအော့တန်ပဲကြီးလိုက်တော့မီခိုးငွေးလိုလိုအရိတ်တခုကျွန်တော်လဲ ကားကိုလမ်းဘေးထိုးရက်လိုက်တော့ခလေးကိုကြည့်ကောတတိမိနေပြီလူလဲသားစောနဲ့အတော်ထုံလုတ်သွားရတယ်သားလေးကိုတတိရအောင်လုတ်နေရင်းနဲ့ကားနောက်ဖုံးပေါ်မှာတကူးခုပြုတ်ကျသလိုခုံချက်သလိုအတာမျိုးတွေစက်တိုက်ဆိုပြီးကြားလိုက်ရတယ်လူကအရှမ်းလန့်သွားတယ်ဘာလို့ရောက်မှမသိတော့ဘူးဒါနဲ့အကူကြီးတောင်းမဲ့ဆိုပြီးဖုံးဆက်လုတ်တော့တယောက်ယောက်ကဖုံးကိုရိုက်ချလိုက်သလိုထိပြီးနောက်ခန်းနဲ့လွန်ထွက်သွားတာပဲ တကူလုံးချက်သိမ့်နေထလာတဲ့ခန်းစားချက်နဲ့အဲ့ဒီမှာတရေချောင်းနေပြီဆိုတာကိုကျွန်တော်သိလိုက်ရတယ်။ဒါနဲ့ပထန်းတရားဖွင့်လိုက်တော့တရုံလုံးအတန်ပြန်ငြိမ်ကြသွားတယ်။ဒါပေမဲ့လည်းအဲ့ဒါလည်းခဏပဲဗျာ။တွေးတကောင်မှန်ဖီနေတယ်လို့အတန်နဲ့နောက်ပိုင်းမှာရှိတဲ့ဆိုဖာခုံကိုကုတ်ချစ်နေတဲ့အတန်မျိုးကြားရတော့တာလှည့်ကြည့်လိုက်တော့လေရိုးခနဲ့ရိတ်ခနဲ့ကလွဲနဲ့ဘာမှတိကျမတွေ့ရဘူး။ကန်ကောင်းတာကတားလေးကတတိပြန်ရလာတာပဲ။ဒါပေမဲ့တခုခုကိုတွေ့မြင် ကြောက်လန့်နေသလိုတအားငိုးနေပြန်တော့ခြေမကုန်မိလက်မကုန်မိပဲဗျာဖြစ်ချင်တော့ကားကလည်းဆက်ပြတ်လို့လို့ကိုမရတော့ဘူးဒါမဲ့ကျွန်တော်လည်းဘာလုပ်ရမှမသိတော့ဘဲကားပေါ်ကားဆင်းပြီးမီးရောင်လန်တွေ့တဲ့အကူလူကားကိုနှမ်းတားမိသွားတာအော်ထိုလူစကားကြောင့်ကိုရီလဲအံ့ဩသွားကြရတယ်ကားဆရာကတော့ကိုမူးတချင်းကပဋ္ဌံတရားတွေပြောင်းဖွင့်ကုန်ပြီးယုံနာမယုံနာကအပတကြံ အကယ်၍များကိုရီကားတဲ့ပါလာခဲ့ရင်အခက်ပဲနှာခေါင်းတွေလည်းဘာအနံ့ရမလဲဆိုပြီးတရှုံရှုံထုံနေလို့ထိုလူကိုလည်းတီချာကြည့်လိုက်မိသေးတယ်လူဟော်ရုပ်ရလားဆိုပြီးနာမည်မေးကြည့်တော့ကိုသားညစ်နေနေတာကအမြောက်ဩကလာအရင်နောက်စကားထက်မပြောဖြစ်ကြတော့ပဲကို့အတွင်းနဲ့ကိုညင်သက်သွားကြတယ်ရန်ကုန်ထဲဝင်ပြီးတိတ်မကြလိုက်ကျေးဇူးပါဗျာဆိုပြီးကားပေါ်ကဆင်းသွားတယ်ဟေးလူ မရောက်သေးဘူးလေလို့လမ်းပြောမိပြူတော့လဲတစ်ဖက်ကလမ်းတို့ပင်ခပ်တက်တက်လမ်းကူးရစ်သွားလိပြီသူစင်သွားတာကထုတ်ကြံပါ